မနက်စာအတွက်ပဲဖြစ်ဖြစ်တရေစာအတွက်ပဲဖြစ်ဖြစ်ဆန်ဒွစ်ကအမြဲတမ်းအကောင်းဆုံးရွေးချယ်မှုပါပဲဒီနေ့တော့အိမ်မှာကိုယ်တိုင်လုပ်စားလို့ရမယ့်အရသာရှိတဲ့ဆန်ဒွစ်ပြုလုပ်နည်းလေးကိုလွယ်လွယ်ကူကူသင်ပေးသွားမှာပါပေါင်မုံကျက်ဦးဟင်းသီးဟင်းရွက် ခရမ်းကျင်သီးဆလက်ရွက်နဲ့ကိုကြိုက်တဲ့အသားဝက်ပေါင်၆ကျက်သားတွေပြင်ဆင်ထားပါမေယိုနိမေနက်စ်နဲ့ဆော့စ်ဆော့စ်တွေလည်းမမိနဲ့နော် ပထမဆုံးပေါင်မုံကိုမီးအေးအေးနဲ့กินပေးပါပြီးရင်ကြက်ဥကိုကြော်ပြီးဟင်းသီးဟင်းရွက်တွေလှီးထားပါပေါင်မုံပေါ်မီယိုနေစ်တုပ်ပြီးအသားကြက်ဥဟင်းသီးဟင်းရွက်တွေအစီအီတင်လိုက်ပါနောက်ဆုံးပေါင်မုံတစ်ချက်နဲ့အုပ်ပြီးလှီးဖြက်လိုက်ရင်အရသာရှိတဲ့ဆန်ဒွစ်လေးရပါပြီဟေး ဒီလောက်ရယ်ကူတဲ့ဆန်ဒွိချ်လုံးကြီးလေးကိုအခုပဲဆန်းလုပ်ကြည့်လိုက်ပါကိုပိုင်ဖန်တီးမှုလေးတွေနဲ့ပို့ပြီးအရသာရှိအောင်ပြုလုပ်ပြီး comment မှာမျှဝေပေးခဲ့ပါအောင်နော်ဒီလိုဗီဒီယိုလေးတွေထက်ကြည့်ခြင်း like subscribe လုပ်ဖို့မမေ့နဲ့နော်